Hello အားလုံးမင်္ဂလာပါ United Shoe ကနေကြိုဆိုပါရစေ။ဒါလည်းရှိ Manchester United က၃ပွဲဆက်တိုက်တွေပါရီနိုင်เนาะနိုင်ပြီးတော့အချီနီလေးကပြန်ကောင်းလို့ဖြစ်လာပြီးဖြစ်လာတဲ့အချီနီမျိုးမှာကျွန်တော်ခြေသွမ်းပြနေတဲ့ကစားသမားတွေရှိတယ်ပေါ့เนาะအဲ့ဒီတွေကမှကျွန်တော်အနေနဲ့အဲဘယ်လိုပြောမလဲကျွန်တော်အရင်ခြေသွမ်းပြနေတဲ့ကစားသမားနှစ်ယောက်ပေါ့ဗျာเนาะ Brian Ambumo ရဲ့ Ahmed Diallo ရဲ့ကျွန်တော်ရှိတယ်သူတို့နဲ့ပတ်သက်ပြီးတော့ အသင်းအပေါ်မှာသူတို့ကြောင့်ပေါ့နော်ကျွန်တော်တို့ကသူတို့ကောင်းရင်ကောင်းသူတို့သူတို့ညံ့ရင်ညံ့သူတို့တက်ရောက်မှုကတော်တော်လေးကြီးပါတယ်သူတို့မရှိတဲ့အခါသူတို့ရှိတဲ့အခါအသင်းပေါ်တက်ရောက်မှုကတော်တော်လေးကြီးပါတယ်ဆိုတော့ကျွန်တော်တော်တော်စိတ်ပူတဲ့အကြောင်းအရာတခုရှိတယ်ပေါ့နော်ကျွန်တော်ဒီကစားမနှစ်ယောက်အပေါ်မှာကျွန်တော်ညာချမ်းတစ်ခုလိုညီကမှီတီထားရတာအာမက်ဒီယာလိုက right wing backs မှာခြေသွင်းမပြနိုင်ဘူးဆိုရင်သူ့နေရာကိုဝင်ပြီးတော့ကောင်းအောင်ကစားထနိုင်တဲ့ကစားမမရှိပါဘူး။ဘာကြောင့်လဲဆိုတော့ right wing back မှာကအာမက်ဒီယာ ဟိုဝင်ကတယောက်ဖြစ်တဲ့အတွက်တိုက်စစ်ဆင်တဲ့နေရာမှာတယောက်ချင်းကြော်ဖြစ်မှုလုံနိုင်တယ်ချန်ခရီတီလုံနိုင်တယ်ကိုတိုင်ကန်သွင်းနိုင်တယ်เนาะအမ်ဘူမိုနဲ့အချိန်ဆက်မိမိကစားနိုင်တယ်ဆိုတော့အဲ့ဒီနေရာမှာ full backs တွေထားပါတော့ဒါလောတို့မာစတာဘီတို့ကစားပြီးဆိုလို့ရှိရင် defensive ရပို့ပြီးတော့ကူကောင်းကူနိုင်နေမယ်ဒါပေမဲ့တိုက်စစ်မှာတော့အဆင်မပြေတော့ဘူးတိုက်စစ်မှာအဆင်မပြေတော့ဘူးဆိုလို့ရှိရင်ဘာမှထိရောက်မှုကမရှိတော့ဘူးပေါ့နော် wing backs တွေကိုအပြုတ်ကစားတဲ့ MOD ရဲ့ကစားဟန်မှာ ဆိုတော့ဒီတိုင်းပဲကျွန်တော်ဘယ်ချမ်းလဲတူတူပဲဒါပေမဲ့အဲ့ဒီညာချမ်းမှာက MMORPG ရဲ့အခုလက်ရှိနောက်ပိုင်းပွဲတွေမှာပေါ့နော် MMORPG နဲ့ဒီအာမတ်ကတော်တော်ကိုခြိသွမ်းပြလာတာတယောက်နဲ့တယောက်လည်းအခြေစက်တွေကျွန်တော်တအားကောင်းလာတယ်ဆိုတော့ MMORPG ရဲ့အဓိကညာချမ်းလို့ကျွန်တော်ပြောလို့ရတယ်အဲ့ဒီကစားမှာ၂ယောက်ကသူတို့၂ယောက်တွေကတယောက်မပိုင်တိုင်ပတ်နိုင်တဲ့နေသားမျိုးပေါ့နော်အခုဆိုလို့ရှိရင်ကျွန်တော်တို့က MMORPG လို့ပါတော့ဆိုရင်လည်းအတင်းတိုက်စစ်မှာကိုရီသွင်းနေဖန်တီးမှုတွေပွဲတန်းနေလို့ကျွန်တော်လုပ်တယ်ကိုပါဝင်ပတ်သက်မှုတွေပွဲတန်းနေလို့ကျွန်တော်ရှိတယ်ပေါ့ တော့သူတို့နှစ်ယောက်ရဲ့အရေးပါမှုကအသင်းပေါ်မှာတော်တော်ကြီးကိုကြီးပါတယ်ဆိုအဲ့ဒါတွေကိုအဲ့ဒါတွေကိုကျွန်တော်တို့ဗောနောဒုက္ခပေးမိအရာတခုကကျွန်တော်ရှိနေတယ်ဗျာဒီလားအဲ့ဒါဘာလဲဆိုတော့ကျွန်တော်အာဖဂန်ပဲเนาะအာဖရိကကပ်ဘောနေးရှင်းလို့ခေါ်တဲ့အာဖရိကနိုင်ငံကြီးရှင်မြိုင်ကစားမယ်2025ပဲဒီဇင်ဘာမှာကျတို့တွေရှင်မြိုင်ကစားမှာပါဂျားထဲမှာတော့ဂျားထဲမှာတော့ကျတို့ညီနေပေါ့เนาะထားပါတော့ဗျာဟိုအနိုင်ယူစရာပွဲစဉ်ကြီးကိုဘကအချင်းကြီးကောင်းကိုကစားဖို့လိုတဲ့ပွဲစဉ်ကြီးရှိသေးတာပေါ့ဒါပေမဲ့လို့တို့တွေအရင်အချင်းကြီးကောင်းနေပြီးတော့ performance တွေပါပြီးနေပြီအသင်းအတွက်အရင်လိုအပ်နေပြီဆိုတဲ့အခြေအနေမျိုးမှာကျွန်တော်တို့အဲ့ဒီအာဖရိကပွဲစဉ်တွေအတွက်ကျွန်တော်တို့ကဒီကစားမားတွေကိုလက်လွတ်ရပြီဆိုရင်ကျွန်တော်တို့သွားပြီအာဖရိကကပ်ပေါ်နေရှင်ကိုကျွန်တော်တို့ဒီဇင်ဘာ22ကနေကျွန်တော်တို့ကစားမယ်ဗျာသိလားဒီဇင်ဘာ22ကနေသူတို့ကစားမှာနော်ဒီဇင်ဘာကနေပြီးတော့သူတို့ရှင်မင်းကစားမှာကဇန်နဝါရီဒီဘာဒီကျွန်တော်ကစားမှာနော်ဇန်နဝါရီဒီဘာဒီကျွန်တော်ကစားမှာဆိုတော့ဘယ်လိုပြောရမလဲ နော်အဲကင်မရွန်တို့လာနော်ကျွန်တော်တို့ဒါမော်ရိုကိုတို့ပါလို့ဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့ဒီမာစတာဘီတို့ပါလို့ကျွန်တော်ရှိတာပဲနော်အမ်ဘူမိုတို့ကျွန်တော်ရှိမယ်နော်အမ်ဘူမိုတို့ကျွန်တော်ရှိမယ်ပြီးလို့ရှိရင်ကျွန်တော်အနေနဲ့ဒါအာမက်တို့ပါလို့ကျွန်တော်ရှိမယ်စိတ်အပူဆုံးကတော့အဲ့ဒီနှစ်ယောက်ပေါ့လေအဲ့ဒီနှစ်ယောက်ကလက်ရှိအသင်းမှာထပ်ပါတော့ဗျာအမ်ဘူမိုနေရာမှာဆိုလို့ရှိရင်ကစားနိုင်တာကိုကျွန်တော်ကြည့်ရင်အာမက်ပဲကျွန်တော်ရှိတာနော်အဲ့ဒီသူတို့နှစ်ယောက်စလုံးကိုလက်လွတ်ရမယ်ဆိုတော့တော်တော်လေးတော့တိုင်ပတ်ပါတယ်တည်လား ကောင်းတာတစ်ခုကဗာလဲဆိုတော့ MMO ရဲ့အတင်းကပေါ့နော်ဦးနနာပါနေတယ်ဆိုတော့ဦးနနာကတော့စောစောစီစီထွက်လာရအောင်လုပ်ချင်တယ်လုပ်မှာပေါ့လေဒါပေမဲ့လည်းလို့ပေါ့နော်ကျွန်တော်တို့လည်းစိတ်ပူစရာပါအဲ Africa Cup of Nation ကဒီများလေးလိုမျိုးဘယ်လိုပြောမလဲထားပါတယ်နံပါတ်10လို့နေရာကလုံးဝမရှိဘူးမဟုတ်ဘူးเนาะထားပါတော့ဒီကုညာတို့ကုညာရှိမယ်မေဆန်မောင်းရှိမယ်ဗျာเนาะ Joshua Zirkzee ကစားလို့ရမယ်ဘရူနိုဖရန်နက်ကျွန်တော်တို့ကစားလို့ရမယ်နံပါတ်10တို့မှာဒီလိုကစားမှတွေကျွန်တော်ရှိတယ်ဝင်းဘက်ကလည်းအာမက်လောက်မကောင်းမိမဲ့လည်းလို့ပေါ့နော် Fullback ကစားမှတွေကျွန်တော်ရှိရယ်ပေါ့ဒါပေမဲ့ တုံးလို့ရတယ်ဆိုတဲ့အနေထားတော့ပဲကျွန်တော်ရှိမှာဒီကောင်လေးတော့ကောင်းအောင်ကျွန်တော်လုံးချင်မှာလုံနိုင်တော့မှာလက်ရှိကျွန်တော်အနေနဲ့အာမက်ဒီယာလိုနေရာဆိုခုနကကျွန်တော်ပြောလိုပဲဝင်ကစားမဲ့ full backs တွေက full back လိုပဲအပြုတ်မှုကြမှာအာမက်လိုဝင်ကတယောက်လိုမဟုတ်တဲ့ခါကျွန်တော်တိုက်ပတ်တိုက်စစ်စင်တာတွေကတိုင်ပတ်မှာပဲ Ryan Ambumu ဆိုလို့ရှိရင်လည်းပဲဒီတိုင်းပဲ Ambumu နေရာမှာ United မှာ Ambumu လို့ကောင်းအောင်ကစားနေတဲ့သူကမရှိဘူး Yoshua Zigi ကစားတယ်ဆိုလို့ရှိရင်လည်းပဲကစားတယ်ပဲကျွန်တော်ရှိမှာပဲ ချက်တယောက်ပြည့်သွားတယ်ပဲကျွန်တော်ရှိမှာတကယ်ကောင်းပါနေဆိုတဲ့ performance တွေ MMO တော့ဒီလုတ်ပြနိုင်မှာကျွန်တော်မဟုတ်ဘူးဆိုတော့နည်းနည်းတော့ကျွန်တော်လှမ်းသေးတယ်သို့တော်လည်းပဲပေါ့နော်အဲ့အဲ့ဒီလက်ရှိ United မှာအရင်ခြေသွမ်းပြနေပါတယ်ဆိုတဲ့ကစားမတွေက Africa Cup of Nation တွေအကုန်လက်လွတ်ရမယ်ဆိုလို့ကျွန်တော်တော်လေးတိုင်ပတ်မှာပါဆိုတော့ဒီကြားထဲမှာကျွန်တော်မျှော်လင့်ရမှာတကူက Joshua Zixi တို့ပေါ့နော်ပွဲများများကစားဖို့အရေးပြီးလို့ရှိရင်ကျွန်တော်အနေနဲ့ဒီ Bison Mount တို့ပေါ့နော်အများကြီးပို့ပြီးတော့အံဝင်ခွင့်ကြဖြစ်ဖို့အရေးပဲ ီကစားမတွေအစဉ်ပြေမှနံပါတ်1လို့နေရာဒီမှာသူတို့ကိုကျွန်တော်အားကိုးလို့ရမှာဆိုတော့အမ်ဘူမူနဲ့မတီးဗာအမ်ဘူမူနဲ့ကျွန်တော်ဒီအာမက်တို2ယောက်စလုံးကိုလက်လွတ်ထားမယ်အချင်းကအတင်းတွေကအစဉ်မပြေပါဘူးเนาะဆိုတော့အာဖရိကကာဘွန်နေရှင်ကအတင်းတွေဒုက္ခရောက်သွားနိုင်တယ်ဒါလည်းပဲအဲ့ဒီမှာတိုင်ငင်တီးတော့ကျွန်တော်ယူသိင်းတဲ့အမှတ်တွေအကုန်လုံးကိုစုဆောင်းနိုင်ဖို့ကျွန်တော်လိုတယ်ဆိုတော့ညီကလေးရောဘယ်လိုမြင်ကြလဲဆွေးနွေးကြပါဦးအားလုံးကိုချစ်တင်များကြီးပါတယ်